ဟုတ်ရှောက်ပြန်လေးပါရှင်ဗျာအဲတပီတော်တို့ငငယ်တော့ပေါ့ဗျာဟိုသူများတက်တက်ဖူးတယ်ပေါ့ဗျာအဲ့လားဒီဟိုခုတီးတဲ့ခါကျတော့ဒီပါဏာတိပါဒကံတွေကိုပြေပြောက်စီမဲ့ကုသိုလ်မျိုးတို့ဘာလို့ရှိနိုင်မှန်းသလားဗျာပြီးတော့သိကြပါဗျာအာရှိနိုင်တာပေါ့နော်ဒါလည်းတရားတစ်ပုဒ်တော့ဟောအောင်ပါပေါ့နော်ဘုရားကျောင်းဟောတာရှိတယ်သုတ်တန်တစ်ခုထဲမှာလေဘာသုတ်တန်အဲ့ဒီမှာဘုရားဟောတာကဘာလဲဆိုတော့ အယူဝါဒနှစ်ခုကိုဘုရားတင်ပြထားတယ်။တချို့ကဘယ်လိုယူဆလဲဆိုတော့ကိုလှုပ်ထားတဲ့ကံဒီပေါ့နော် အကုသိုလ်ကံဒီမတိလို့လုပ်ခဲ့တာဖြစ်ဖြစ်သူလို့လုပ်ခဲ့တာဖြစ်ဖြစ်ဒီအကုသိုလ်တွေရဲ့အကျိုးတရားကိုတေချာပေါက်ခံစားရမယ်လို့ဆိုတဲ့အယူဝါဒတစ်ခုရှိတယ်။ဘလို့မှမလွတ်နိုင်ဘူးပေါ့နော်ဒီအကုသိုလ်ကံရဲ့အကျိုးပေးကိုခံဝခံရမှာလုံးဝမလွတ်ဘူးဆိုတဲ့ဝါဒတစ်ခုနောက်ဝါဒတစ်ခုကမဟုတ်ဘူးအကျိုးပေးခွင့်ကြုံမှပေးတာ အကျိုးပေးခွင့်မကြော်ရင်မပေးဘူးဆိုတဲ့ဝါဒကတခုနှစ်ဝါဒရှိတယ်အဲ့တော့မြတ်စွာဘုရားကပြောပြတယ်မဟုတ်ဘူးเนาะပထမဝါဒကိုဘုရားလက်မခံအောင်ညင်းလိုက်တယ်ဒီကိုလုတ်ခဲတဲ့အာဟုတုကံတွေကတေချာပေါက်အကျိုးပေးမယ်တေချာပေါက်ခံစားရမယ်ဆိုလို့ရှိရင်တဲ့လောကမှာမတ်ဖို့နေမတ်ဖို့ဆိုတာအလကားပြောသွားမှာပေါ့တရားအထုတ်ခွင့်တော့ရှိမှာမဟုတ်ဘူးလေကိုလုတ်ခဲတဲ့အာဟုတုတွေကတေချာပေါက်ခံရမယ်ဆိုရင်တရားထုတ်လို့ဘာမှမထူတော့ဘူးဟုတ်တယ်မလားတရားထုတ်လို့ဘာမှမထူတော့ဘူးဥပမာအရှင်အင်္ဂလိပ်မှာလာလူတက်တယ် သူတက်တဲ့ဒဏ်ကို तू ခံရမယ်ဆိုရင် तू ငရဲကြမှာ तू ရမ်းတာမဖြစ်နိုင်တော့ဘူးဟုတ်တယ်မလားအဲ့ဒါမဆော်ဘုရားကအာဟုတုမှန်တယ်များကတေချာပေါ့အချိုးပေးမယ်လို့မပြောနိုင်ဘူးတဲ့အချိုးပေးခွင့်ကြုံမှပေးမှာတဲ့ဟုတ်ပြီနော်အာဟုတုမှန်တယ်များအချိုးမပေးနိုင်ဘူးပေးခွင့်ကြုံမှပေးမှာအဲ့တော့ဘလို့ပုံကူမျိုးတွေပေးခွင့်ကြုံတယ်လဲလို့မေးရင်တိလာမရှိတဲ့ပုံကူတွေအချိုးပေးခွင့်ကြုံတယ်အာဟုတုနော်တိလာမရှိရင်အချိုးပေးနိုင်တယ်တခြားတခြားကြီးမားတဲ့ကုသိုလ်တွေမလုပ်ထားဘူးနောက်ဘာဝနာမရှိဘူးဆိုရင်အချိုးပေးနိုင်တယ်တဲ့အဲ့တော့ တိလထိန်တယ်ကုသိုလ်တခြားတခြားကုသိုလ်တွေလည်းကိုအများကြီးလှုပ်ထားတယ်ခုနကဒကာမေးတယ်နော်ကုသိုလ်တွေလှုပ်လို့ရကုသိုလ်တွေလှုပ်ထားတယ်နောက်တရားတွေလည်းထိုင်လိုက်အောင်အထုတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်တွေကအကျိုးပေးခွင့်မရတော့ဘူးဥပမာအရှင်ကိုလိမာလာကြည့်လူပေါင်းများများဆိုတာသူတက်လိုက်တယ်အသူအဲ့ဒီအကုသိုလ်တွေအကျိုးပေးမယ်ဆိုရင်သူဒီဘဝမှာရဟန္တာဖြစ်စရာအကြောင်းမရှိဘူးတခြားဘဝသူငရဲကြမှာဒီအကုသိုလ်အကျိုးပေးရမယ်ဆိုရင်ဒါပေမဲ့သူ့မှာကုသိုလ်ကံတွေရှိတဲ့ကြောင့်သူတရားအထုတ်လိုက်တော့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်သွားတော့ဟိုကံတွေကအကျိုးပေးခွင့်မရတော့ဘူး ဟုတ်လားအဲ့ကြောင့်မြတ်စွာဘုရားပြောတာမှန်တယ်အကျိုးပေးခွင့်ကြုံမှာပေးတယ်အကျိုးပေးခွင့်မကြုံရင်မပေးဘူးအဲ့ဒါဥစဉ်လို့အဲ့ကြောင့်မတိလို့လုပ်ခဲ့တဲ့အာဟုတုတွေကိုအကျိုးပေးခွင့်မရအောင်ဥစဉ်လို့ကတိတဲ့အချိန်မှာကုတုတွေနဲ့ပြန်ပိတ်ရမယ်ဘုရားနီးလည်းပေးထားတယ်နော်တချို့ကဘုရားမှနီးလည်းမရှိဘူးထင်နေတာဟိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူတို့ဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘူကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဗုဒ္ဓကနီးလည်းပေးထားပြီးသားဖြစ်ပါတယ်ဗုဒ္ဓကဒီလို ဘိုင်လေးနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောက်မယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုအလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်